โอเคအားလုံးမင်္ဂလာပါဗျာဖိုကလင်းနေပညာနေပြန်တော့ကြိုးစားပါတယ်ဗျာဒီနေ့မှာတော့ကျွန်တော်က Redmi K CD ဖုန်းတစ်လုံးကိုပါဝါမလာဘူးပေါ့နော်ဒါကတော့ပြင်ပြတဲ့လုံးတစ်လုံးပါပြင်ပြတဲ့အလုံးစလုံးကိုမိတ်ဆွေများကိုကျွန်တော်ပြုပြင်ဆန်းသန့်နေမြောက်ပြန်မှဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်စီနောက်ပိုင်းလာတဲ့အလုံးတွေကကျွန်တော်ပြင်ပြတဲ့လုံးတွေဟောကျွန်တော်တို့ပြင်ပြလို့ဆိုပြီးချောင်းထုတ်ထားပြီးတော့ပြန်ကောက်လာတဲ့လုံးတွေအဲတမို့တမျက်ဆိုင်တွေရှောက်၃ဆိုင်၄ဆိုင်တော့ပြပြီးပြီးအဲဆိုင်တွေကမရတော့လက်လျှောက်လိုက်ပြီးဆိုတဲ့ကျွန်တော်တို့ ပြင်ပြတော့ဆိုပြီးတော့ကျွန်တော်တို့အရန်ကိုပြင်လိုက်ပြီးလုံးဝပြင်ပြတော့ဆိုပြီးကျွန်တော်စီရောက်လာတဲ့လုံးတွေများပါတယ်ခွန်တော့ပိုင်းအဲ့လိုများတယ်ပေါ့နော်အဲ့တော့သူများတွေတောင်ပြင်မရဘူးသူများတွေတောင်ပြင်မရတော့ဘူးအဲ့တော့ ကျွန်တော်ဘာလို့ပြင်လဲဆိုတော့ကျွန်တော်ဘာလို့ပြင်လဲဆိုတော့ကျွန်တော်လည်းပြင်ကြည့်တာပေါ့နော်အဲ့တော့အနည်းဆုံးပြင်မြရင်တော့မှပဲအနည်းဆုံးတော့စံသက်နီးလေးတွေအဲ့တော့ဘာပြက်တယ်ဆိုတာလေးလေးမိတ်ဆွေများဘူးတုဒ္ဒနဲ့သိရှိတော့မှဖြစ်ပါတယ်ဗျအဲ့တော့ဒီဟာလည်းကျွန်တော်ဒီဟာလည်းကျွန်တော်ပြင်ရမရမသိဘူးဒါပေမဲ့သူများတို့ပြင်မြအောင်ဆိုတော့ကျွန်တော်လည်းပြင်ရပြင်ရမှာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်30 40တောင်းတော့ပြခဲ့ပြီးပြီဆိုတော့ဒါပေမဲ့အနည်းဆုံးတော့မိတ်ဆွေများစံသက်နီးလေးလေးကိုဖုန်းရဲ့အတွင်းပိုင်းလေးတွေဘာလို့ရှိတယ်ဆိုတာလေးကိုလည်းကျွန်တော်တစ်ခါတည်းမရောက်ပြပြမှဖြစ်ပါတယ်အဲ့တော့တစ်ခါတစ်ခါကြတစ်ခါကြလို့ရှိရင်လည်းဟိုမှာပြင်မြအောင်ဆိုတာကအကြောင်းမျိုးမျိုးရှိတယ်ပေါ့နော် ော်ဟောပြင်မြောက်ဆိုတာတခါကြလို့ရှိရင်ထဲ့တဲ့ပစ္စည်းကလုံးဝမရှာမြတဲ့တခါပြင်မြောက်တဲ့မျိုးလည်းရှိသလိုတခါကြလို့ရှိရင်လည်းပြင်ကျဲတဲ့အရန်များပြီးတော့ပြင်ဟိုဈေးတဲ့အရန်ကျပြီးတော့မတန်တာမျိုးလည်းရှိနိုင်သလိုတခါကြလို့ရှိရင်လည်းပြင်တော့ပြင်တော့ရနိုင်တယ်ဒါပေမဲ့ဟိုပြင်ပြင်တဲ့သူကအချိန်နေတိုင်းမပိနိုင်လို့လောနေတော့ပြင်တဲ့လူကလည်းအချိန်အချိန်ကလုံနေတော့အဲ့လိုမျိုးပြန်ပြလိုက်တာမျိုးလည်းရှိတယ်အဲ့လိုအကြောင်းပြကြောင်းရှိတာပေါ့နော်ဒါပေမဲ့ဒီလုံးလေးကတော့တေချာပေါ့ဆိုင်ကြီးက ပြင်ခဲ့ပြီးပါပြီလုံးဝပြင်မရဘူးဆိုပြီးပြောပြောပြောလိုက်တာပေါ့နော်အဲသူသူဖြစ်ပုံလေးရလဲစမ်းပါလေအဲသူသူဖြစ်ပုံလေးရတော့ကျွန်တော်တို့ကျွန်တော်တို့ဖုန်းသုံးတယ်သုံးနေတဲ့ဖုန်းပပိတ်လိုက်ဖွင့်လိုက်ဖြစ်တယ်ပပိတ်ဖွင့်လိုက်ဖြစ်နေတဲ့အနေထားကိုအဲတွားပြတယ်ပေါ့နော်အဲတွားပြတယ်ပထမရတယ်နောက်ပိုင်းမရတော့ဘူးနောက်ပိုင်းပြင်ပြင်နဲ့ဘာမှကိုမလာတော့ လက်စားကိုပျောက်သွားတဲ့သဘောပေါ့နော်အဲ့တော့ဒါနဲ့တက်ဆိုင်ပြင်ပြတော့နောက်ဆိုင်ထပ်ပြင်လဲပြင်မရဘူးပဲအဲ့လိုပဲပြောတယ်ပေါ့တော့ဒါလည်းကျွန်တော်လည်းပြင်ရမှာလို့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်လည်းစမ်းသပ်မယ်ပေါ့နော်ပြင်ရမရလေးအနေဆုံးတော့မိတ်ဆွေများကျွန်တော်လည်းစမ်းသပ်နည်းလေးတွေအထက်မှာဘာလေးရှိတယ်ဆိုတော့တော့နေရှင်သိရှိသွားမှာဖြစ်ပါတယ်ဗျာโอเคအဲ့ဆိုလို့ရှိရင်ဒါတော့ဒီခွာနေရတော့ကျွန်တော်အရင်ပြီတူမှာလဲမြောက်ပေးခဲ့တော့ထုတ်တယ်ပြမနေတော့ဘူးเนาะအရန်လွယ်ပါတယ်โอเคအဲ့ဆိုရင်ဒီကောင်လေးက k k နဲ့ k 30 k 40အဲခုနပိုင်းတော့ k 90 k 80 pro တောင်အကုန်ထွက်နေပြီเนาะโอเค ဒီဘာဖြစ်ဖြစ်ဖုန်းဝင်ပဲဆိုရင်ခိန်းသမားလေးဆိုရင်ခေစည်းတို့ရွေးတင်ပါလေခေခေစည်းတော့တကယ်ဆော့လို့ကောင်းတယ်တကယ်လည်းရှည်ကျန်းတယ်အဲ့ဒါလည်းလုံးဝမရှိဘူးခုနခုနပြောပြောလို့ပဲအဲ့ဒါလည်းလုံးဝမရှိဘူးအဲ့ဒါအရန်နေတယ်အဲရှိလာပြီဆိုလို့ရှိရင်လည်းဘေးဥစားရှာမရဘူးဖြစ်ဖြစ်တတ်ပါလေโอเคဒါဆိုရင်ကျွန်တော်ဒီဟာလေးတော့သူ့ရဲ့ကာဘာအကျွတ်လေးပဲဖြစ်ပါတယ်ဒီမှာရှာပါပါစီကျွတ်တာတော့တော်တော်တွေ့တယ်အဲဒါတော့တခုနဲ့ခိုက်မိနေနေတူပါတယ်နော်โอเคအဲ့တော့ဒီကောင်လေးကိုထားမယ်โอเคပြီးလို့ရှိရင်တော့ဒီမှာ အဲဒါတော့ကျွန်တော်အဲခရင်ပြောပြောခရင်ပြောပြောနေတဲ့အတိုင်းပဲပေါ့နော်ဒီပြီးပြီးဘွားဒီဘွားဟာလေဒီဘွားနဲ့နဲ့လေးချုပ်မယ်နော်ဖြုတ်မယ်နော်โอเคအဲ့တော့ကျွန်တော်โอเคအဲ့ဆိုကျွန်တော်ဒီကောင်လေးကိုဘွားနဲ့တွေဖြုတ်ပြီးပြီဆိုတော့ဒီဟာလေးကိုခွာကြည့်လိုက်မယ်နော်ခွာကြည့်လိုက်မယ်โอเคခွာကြည့်လိုက်မယ်သူ့ဖုန်းလေးကိုဖြုတ်လိုက်မယ်အားလုံးကျွန်တော်လေး အားသိတိုင်းပဲဒါကတော့ကျွန်တော်တို့ဒီကအပေါ်နဲ့အောက်နဲ့ဆက်ပြတဲ့ခါကျိုးဖြစ်ပါတယ်။အားသိမြတဲ့ခါမျိုးမှာအပေါ်နဲ့အောက်တဲ့အပေါ်နဲ့အောက်နဲ့ဆက်တဲ့ခါကျိုးရောဒီအောက်ချံကိုအစုံလိုက်လဲပြရပါတယ်ဗျ။ဒီ KCD ဒီအားလုံးနေပါတော့ K20 K30 အဲစပီ K KCD အဲ K40 စပီအလုံးတွေအဲ CD တွေကအဲ့လိုအဲ့လိုလဲပြမှသာလေပုံမှန်ပြန်ဖြစ်တာပါဗျ။ Okay အဲ့တော့ပြီးပြီဆိုတော့ဒါကတော့သူ့ရဲ့မှန်ကျိုးဖြစ်ပါတယ်။ဒါသူ့ရဲ့မှန်ကျိုးသူ့မှန်တော့သူ့ထက်အောက်မှာပေါ့နော်။ โอเคဒါတော့သူ့မှန်ကျိုးပေါ့เนาะကျွန်တော်မှန်ကျိုးလေးဖြုတ်လိုက်မယ်အပြီးတော့ပေါ်နေဆက်တဲ့ခါကျိုးလေးဖြုတ်လိုက်မယ်ဒါတော့သူ့ရဲ့တခဲပေါ့เนาะသူ့ရဲ့ဗတိကျိုးလေးဖြုတ်လိုက်မယ်အဲဗတိကျိုးလေးဖြုတ်လိုက်မယ်ဆိုတော့ဒီကျွန်တော်ဒီဗတိလေးပါတစ်ချက်တော့ဖြုတ်လိုက်တော့မယ်เนาะအဲ့တော့ဒါကသူခွာပြီးသားပြင်မင်းသားမလို့ကျွန်တော်တို့အခုလိုမျိုးအလွယ်ဘယ်သူခေါ်ရတာပေါ့နော်မဟုတ်ရင်အောက်မှာကော်ဒီကနေနေမှာလေဟောကျွန်တော်ဖြုတ်လိုက်မယ်ဒါလည်းသူ့ပတိဖြစ်ပါတယ်ပတိတောင်တော်တော်လေးရေပြော့နော် တိတော့မကောင်းတော့ဘူးဗျပတိတော့တော်တော်ပျောက်ဖက်နေအောင်အဲ့တော့ကျွန်တော်ခိုင်းပြုံးကြတိုင်းပဲဒါပေါ်တော့ဆက်တဲ့ခါကျိုးဖြစ်ပြီးတော့ဒါတော့မှန်ကျိုးဖြစ်ပါရနော်ဒါသူမှန်ကျိုးပါအဲကျွန်တော်ဒါသူသူဒါတော့သူမှန်ကျိုးမို့နော်သူသူမှန်ကျိုးတော့ဒီပုံစံလာတော့ဗောဒါသူအပေါက်ရှိတယ်အပေါက်တွေကိုဒီဟာဒီဟာကြီးအဲအပေါက်တွေကိုဒီလိုလေးထိုးထိုက်တာဗောအဲခုခုလိုဖြစ်သွားတယ်ဗောနော်โอเคโอเคအဲဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပိုင်းလေးကိုအဲ့တော့ဘာရတာဖြစ်လဲဆိုတော့တစ်ချက်လောက်ဆက်ကြည့်မယ် ကြည့်မယ်ဆိုတော့ဒါတော့သူ့ရဲ့ဖုန်းလိုင်းမျိုးလေးတွေဒီကောင်လေးက KCD တရားဖုန်းလိုင်းမျိုးတော့ share ကောင်းနေဗျဖုန်းဖုန်းလိုင်းကတော့ share ကောင်းနေဒါကြောင့်မို့လိုင်းကောင်းတာသုံးချင်တယ်ဂိမ်းနဲ့ဆုပ်ချင်တယ်ဆိုရင် KCD ကိုသုံးဖို့ကျွန်တော်အကြံပေးပါတယ်နော် recommend ပေးပါတယ် KCD ရတော့ share မိုက်တယ် okay okay ဒါဆိုရင် okay ဒီမှာဒီမှာသူ့ရဲ့ဖုန်းလိုင်းမျိုးလေးတွေမှာဖုန်းလိုင်းမျိုးကသုံးမျိုးတော့ပါနော်ဖုန်းလိုင်းမျိုးကသုံးမျိုးတော့ပါတယ်ဒီကောင် 5G sporting လည်းပေးတယ်ပေါ့နော် okay okay အဲဆိုရင်ဒီမှာသူ့ရဲ့ ပေါ်ကီးထိုင်လေးเนาะပေါ်ကီးအော် finger ပေါ့เนาะဒါသူ finger လေးအဲ့ဒါမှသူ finger လေးသူ finger ထိုင်လေးခါကြရင် finger မရရင်ဒီ finger ကျိုးအသေးလေး level လိုက်တာနဲ့အကောင်းမှဖြစ်ပါလေဗျဒီမှာသူ cloud finger လေး okay အဲ့ဆိုရင်ဒီဆက်ပြားလေးခွာမယ်เนาะဟုတ်တော့ဒီမှာသူ့ရဲ့ scene တွေထုတ်လိုက်မယ်ဗျ okay အရင်ဆုံးကျွန်တော် တဲ့ကျွန်တော်ရှော့ရှိမရှိလေးအရင်စမ်းစမ်းကြည့်မယ်ဗျာရှော့ရှိတာကတော့ဟိုကျွန်တော်မီတာနဲ့လည်းထောက်ဆန်းလို့ရတယ်လို့ supply နဲ့လည်းဆန်းလို့ရပါတယ်အဲ့တော့ကျွန်တော်ကတော့လောလောဆယ်တော့ကျွန်တော် supply နဲ့စမ်းကြည့်လိုက်မယ်ဒါကတော့ကျွန်တော်ခါတိုင်း၃ညတိုင်ပဲကျွန်တော်မေးစရာလုံးမသိရှိဘူးထင်ပါတယ်ကျွန်တော်တက်ခဲနဲ့ဖြုတ်ထားတယ်မနော်မနော်သူငုံလေးရှိတယ်တက်ခဲတရားလေးကိုဒါလေးနဲ့ဖြည့်ယူလိုက်ဒီဒီငုံလေးထွက်လာပါတယ်ဒါကြောင့်ဒီငုံလေးကိုကျွန်တော်သုံးပါတယ်အဲ့တော့ဒီငုံလေး၅ခု၁၀ခုလောက်ဆောင်ထားလိုက်လို့ရှိရင်ဘယ်ဖုန်းလာလာအကုန်ထောင်းပါတယ်နော် okay okay ဒါဆိုကျွန်တော်ဒီကောင်ဆိုရင်ဒီတစ်ခုတည်းကို ဖုန်းဖုန်းမီဖုန်းအားလုံးလေးပေါ့အသုံးပြုလို့ရအောင်နော်โอเคပြီးရင်ကျွန်တော်တို့ဒီမှာ b- ဆိုတော့အနုတ်ပေါ့နော်ဒီမှာအနုတ်အနုတ်တက်လိုက်တယ် b+ ဆိုတော့အပေါင်းပေါ့နော်โอเคတော့ကျွန်တော်ချော့ရှိမရှိလေးသိအောင်တစ်ချက်တော့စမ်းကြည့်မယ်โอเคကျွန်တော်ခုလိုမျိုးထောက်စမ်းကြည့်လိုက်လို့2 supply ဆို t ရဲဆို short မီ10 short ပြမယ်ဒီလိုဒီဒီကပေါ့နော်ဒီ5 supply ဆိုလို့ရှိရင်ကျွန်တော်တို့ခဏန်းနေအများကြီးပြမယ်ပေါ့နော်အခုကတော့ဘာခဏန်းမှလည်းမပြပါဘူးအဲ number 1နေနဲ့ ကျွန်တော်တွေဒီတန်ရှော့အင်ပုတ်ရှော့ကတော့မရှိဘူးလို့ပြောလို့ရပါတယ်ဒါဆိုပေါ့ကလုတ်လေးဆက်နေကြည့်လိုက်မယ်ဟုတ်ကဲ့ပေါ့ကလုတ်ကျွန်တော်နေကြည့်လိုက်တယ်တုတ်တုတ်မှမလုတ်ပါဘူးတို့တော့မမလုပ်လို့ရှိရင် တော့ကျွန်တော်တို့နံပါတ်1ကတော့ IC ရဖြစ်နေတယ်လို့နံပါတ်2ကတော့အဲကျွန်တော်တို့ပုတ်ကဖြစ်နေတယ်နံပါတ်3ကတော့ battery ပေါ့နော်ဟိုပုတ်ဆိုတာတော့လမ်းကြောင်းတွေလို့ပြောပြောတာပေါ့နော်ပုတ်ကလည်းဖြစ်နေတယ်လို့လမ်းကြောင်းတွေအများကြီးလည်းဖြစ်နေပါတယ် Okay ဒါဆိုရင်ကျွန်တော် ီကောင်လေးကိုနည်းနည်းတော့အဲအတွေ့အမ်းလေးတစ်ချက်ခွာကြည့်အောင်ကျွန်တော်ကျွန်တော်ပြန်ဖြုတ်လိုက်မယ်မန်ဂျိုးဖြုတ်တယ်အဖင်ကပေါကီးဖြုတ်မယ်ဒီကောင်လေးဖြုတ်မယ်โอเคဒီကောင်လေးလည်းဖြုတ်လိုက်မယ်မန်ဂျိုးခဏဖြုတ်မယ်စင်ထွေးခဏဖြုတ်မယ်ပြီးလို့ရှိရင်တော့ဒီကောင်လေးကိုခဏလောက်တော့ဒီဆက်ပြားလေးထိုးကြည့်မယ်နော်โอเคအဲ့တော့ဒီမှာလည်းဒီ Q side ပုံတော့တချို့ဖုန်းတွေကဒီမှာသူ့ရဲ့စင်ဆာတွေကိုဒီမှာအထိုင်နေနဲ့လာတက်ပြတာမျိုးလည်းရှိတယ် အဲဒီလိုစင်တာလေးဖြုတ်မယ်โอเคအမ်โอเคဒီမှာဗာကြံမလဲဆိုတော့ကျွန်တော်ရင်တစ်ခါပြောခဲ့တဲ့အတိုင်းပဲ ESP ကအဲဒါတော့စင်စာပေါ့နော်ဒါတော့စင်စာကြံမယ်ဖုန်းလာဖုန်းလာလို့ရှိရင်နားနက်ကတ်လာလို့ရှိရင် auto ပိတ်မယ်နားနက်ပွင့်လာရင် auto ပြန်ပွင့်မယ်စင်စာစင်စာမကောင်းလို့ရှိရင်ဖုန်းလိုက် plus ဆိုတဲ့ခါကျတန်ပိတ်သွားမယ်ဖုန်းခေါင်ထဲ plus ဆိုအမဲ screen ဖြစ်သွားမယ်နော်ဖုန်းကြမ်းမှာတည်းပြန်ပွင့်မှာဖြစ်ပါတယ်စင်စာဒါတော့ power key ထိုင်မယ်ဖြစ်ပါတယ်ဒီမှာတော့ power key ထိုင်နေတယ် power key ထိုင်နေရှိတယ်ဒီမှာဒီဒီအတွင်းထဲမှာ power power ကြီးပြကျူးလေးရှိတယ်ပေါ့နော် โอเคအဲ့ဆိုရင်ဒီအပိုင်းကတော့အလုံးသိရှိပြီးထင်ပါတယ်ဒီအောက်ကပိုင်းကတော့အလုံးသိပြီးသားပါပေါ်မှာ speaker ရှိတယ် speaker ပေါ်မှာ speaker လေးလို့ရတယ်အောက်မှာတော့ out channel ဖြစ်ပါတယ်အာသွင်းနဲ့ out channel ပေါ့နော်အာသွင်းမရောက်လို့ရှိရင်အာသွင်း out channel လေးလိုက်ရုံပါပဲ speaker ကိုဖြုတ်ပြီးအာသွင်း out channel ဖြုတ်ပြီးသိလေးလိုက်ရုံပဲဗျโอเคအဲ့ဆိုကျွန်တော်တို့ဒီစပိုင်းလေးကိုတစ်ချက်လောက် sense စကြည့်အောင်ဒီလိုမျိုးမှန်နေပါထားမယ်ဆိုလို့ရှိရင်ဒါသူ့မှန်လို့တဲ့အရင်ကကြည်နေပေါ့နော်ကျွန်တော်မှန်နေလာရင် queue site ပြန်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့4 e လေးနဲ့တေချာလေးတင်ထားနော်တေချာလေးတင်တာမထီမီမခိုက်မစင်းနဲ့โอเค โอเคအခြေအနေကတော့အအခြေအနေကတော့တအားကြီးဆိုးတယ်လည်းပြောလို့မရဘူးပေါ့နော်တအားဆိုးတယ်လည်းပြောလို့မရဘူးဒီမှာသူ DIC အသေးလေးတစ်ခုပဲသူနိုင်ထားတာတော့တွေ့တယ်ချင်းတဲ့ဟာတွေတော့ကြီးမားမားနိုင်ထားတော့မရှိဘူးဘာပဲဖြစ်လို့အပြင်မရဘူးပြောတာလည်းတော့မသိဘူးပေါ့နော်ကျွန်တော်ဆက်လက်ပြီးသိရှိတော့ဆန်းကြည့်မယ်ဗျအဲဆန်းကြည့်မယ်ဆိုတော့လောလောဆယ်ခုန supply နဲ့နိုးတော့တော့လုံးဝမနိုးဖြစ်နေတယ်အဲ့တော့ဒီကောင်လေးကဒီ supply နဲ့နိုးတာပြီးအသွင်ကြိုးထိုးတတ်လို့ရှိရင်အဲ ် supply နဲ့နှိုးထားမယ်အသွင်းနဲ့ကျူးလေးထိုးထားမယ်ဆိုလို့ရှိရင်သူဖြစ်တဲ့အဲ့ဒါပေါ့နော်အဲ့တော့ input shot တော့မရှိပြီမဲ့ output shot ရှိနိုင်လေအဲ့တော့ output shot ကတော့ software မဟုတ်ပဲနဲ့ software IC မဟုတ်ပဲနဲ့အဲတခြားဟိုမှာ power IC တို့အဲတခြား IC တွေဖြစ်နိုင်တယ်ပေါ့နော်โอเคဒါဆိုကျွန်တော်တစ်ချက်တော့ပြန်ဆန်းကြည့်မယ်နော်ကျွန်တော် โอเคအဲ့တော့ကျွန်တော်အရင်ဆုံးဒီကောင်လေးတွေကိုကျွန်တော်နည်းနည်းတန့်ရှင်းနေအပူလေးနည်းပေးမယ်ဗျအပူလေးနည်းပေးပြီးတော့တန့်ရှင်းနေနည်းနည်းလှုပ်ကြည့်လိုက်မယ်ဘုတ်ချင်နေရတော့ကျွန်တော်ခုနက supply နဲ့စမ်းသက်ချက်အရာတော့မျောလင်းချက်နည်းနည်းတော့ရှိနိုင်တယ်ဗျကျွန်တော်လည်းစမ်းကြည့်မယ်ဗျနော်စမ်းကြည့်မယ်ဆိုတော့အပူလေးနည်းနည်းပူလေးနည်းနည်းရှိတယ်နည်းပေးကြည့်မယ်ဒါလို့အပူပေးလို့မှမရဘူးဆိုလို့ရှိရင်တော့ကျွန်တော်စောစောပြောပြောသလိုပဲအဲ supply နဲ့ချိန်မယ်အာဒူညိုထိုးပြီးတော့ပြစ်ထားလိုက်မယ်ဗျဒါအလွယ်ဆုံးနည်းပြောပြတာပေါ့နော် အဲပစ္စည်းလုံးနည်းနည်းနည်းဘဲကောင်ပူလာမယ်ပူလဲကောင်ဆင်မယ်โอเคအဲ့လိုမှအဆင်မပြေသေးရင်တော့ကျွန်တော်တို့ဒီပေါ့နော်ဒီ KCD D model ရဲ့ဒိုင်ဂရမ်ရှိပါတယ်ဒိုင်ဂရမ်ကြည့်လို့ရှိရင်တော့ဘဲ model ကတော့ဘဲ IC ကတော့ကျွန်တော်တို့ဘိုးဘလောက်ရှိတယ်သူ့ဘေးနာ capacity တွေကဘိုးဘလောက်ရှိတယ်ဆိုတာလေးကိုကျွန်တော်တို့သူပြတဲ့လိုက်ပြီးတိုင်ကြည့်လို့ရပါတယ်ပိုကောင်းတော့တော့သူနဲ့သူနဲ့အတူတူဘုတ်တလုံးရှိရင်အားလို့ဆိုရင်ရဖို့ရခင်တို့တရားခင်တို့ညီပါလောက်ရှိတယ်ပေါ့နော်ဘာကြလို့ဆိုတော့သူနဲ့အတူတူဘုတ်အတူတူအပြတ်တလုံးရှိရင်ဘဲဘေးနာကတော့ ပဲဘနာလောဘလောက်ရှိတယ်ဘနာလောဘလောက်ရှိတယ်ဆိုတိုင်းမကောင်းလို့ရှိရင်အဲ့ဟောင်းတွေကအဲ့ဟောင်းတွေဟာကိုအစ်စ်တဲပြန်ထည့်လို့ရှိရင်တော့လုံးဝအဆင်ပြေဖို့အများတယ်ပေါ့နော် Okay အဲ့ဆိုတော့ကျွန်တော်လောရတဲ့အပူအပူလေးလေးပေးကြည့်ပြီးနည်းနည်းတော့ပူသေးတယ်အပူသေးတယ်ဆိုတော့ကျွန်တော်တန့်ရှင်းနေတန့်ရှင်းနေနည်းလေးအလုပ်မယ်ပေါ့နော်တန့်ရှင်းလုပ်မယ်ဆိုရင်တော့ဒီမှာရှိတယ်ကင်မရာလေးနည်းနည်းဖြုတ်ထားမယ်ဖြစ်တယ်ဗျအဲ့ကင်မရာလေးဖြုတ်ထားလိုက်မယ်နော်ခဏလောက် okay ကင်မရာဖြုတ်တတ်မယ်ဒီကောင်းကလည်း okay ဒီကကင်မရာလည်းခဏဖြုတ်တတ်မယ်နော်ဒါ PC လေးဖြုတ်မဆိုတော့တေချာလေးလို့ထားနော်ဒါကျွန်တော်ဖြုတ်နေကြမလို့ဘယ်ကင်မရာဘယ်နားမှာဆိုတော့တန်တီးတာဘယ် PC ကဘယ်နားမှာဆိုတော့တန်တီးတာပေါ့နော်ကျွန်တော်ကျွန်တော်မိတ်ဆွေများတစ်ခါမှမဖြုတ်ဘူးရင်တေချာလေးထားမှာနော်ဒါမှဘယ်နားတော့ဘယ်ဘယ်နားတော့ဘယ် PC အဲ့လိုဖြုတ်ပြီးရင်လည်းကွက်ကိုတေကွက်ကိုတေချောင်းလို့အဲ့လိုဟုတ်မဟုတ်လေးအဲဟိုဟိုမူလေးအဲ့လိုလေးတေချာလေးပြန်ပြန်တက်ကြည့်လိုက်အောင် ဒီတိုင်းဖြုတ်ပြီးတော့ဒီတိုင်းပြင့်ထိုင်တော့ဘောဖြုတ်ပြီးလို့ရှိရင်တေချာလေးဟောဘလို့ဘလို့တက်တယ်ဆိုတာဒီတေချာလေးပြန်ဖြုတ်လိုက်တက်လိုက်လုပ်ကြည့်နော်ပြီးမှပစ္စည်းထားပါဗျအဲ့တော့ဖြုတ်နေကြတော့ကိစ္စမရှိဘူးပေါ့နော်โอเคနင်းတော့အေးသွားပြီနော်အဲ့တော့ဒီကောင်လေးနဲ့ကျွန်တော်နည်းလေး โอเคကျွန်တော်တေချာလေးကြီးကြီးလိုက်တော့တေချာလေးမန်ဘလူးနဲ့တေချာဖြည့်ကြည့်လိုက်တော့ error တခုတော့တွေ့တယ်ဗျအဲဒီ error ရောက်လည်းဖြစ်ပုံများတယ်เนาะဘာ error လဲဆိုတော့ကျွန်တော်မောကျွန်တော်နေမှာ error တခုတွေ့တယ်ဒီမှာဒီဘေးမှာရှိတဲ့ဒီ sorry ဒီဘေးမှာရှိတဲ့ငုတ်ထိုင်လေးကကျွန်တော်တို့တွေအဲဒီကောက်တော့အပေါ်နဲ့အောက်နဲ့ဆက်ဆက်တဲ့ခါခါကျိုးပုံเนาะဒီမှာဟုတ်တယ်ဟဲ့ဟုတ်တယ်ဒီအပေါ်နဲ့အောက်တဲ့အပေါ်နဲ့အောက်နဲ့ဆက်ပြတဲ့ခါကျိုးအထိုင်လေးကကျွန်တော်တို့တွေဒီမှာနည်းနည်းလေးပဲ့နေတာကိုသွားတွေ့ရတယ်ဗျာเนาะနည်းနည်းပဲ့နေတယ် သူဖြုတ်တော့အောင်ပဲနည်းနည်းကျန်းသွားလို့လားဒါမှမဟုတ်ဒီသူပြုတ်များ customer ပဲပြုတ်ကြလို့လားအဲတခုပေါ့နော်ဒီမှာထိုင်နေနေပြုတ်နေတယ်โอเคအဲ့ထိုင်လေးကိုကျွန်တော်ခဲလေးနည်းနည်းဆော်လိုက်မယ်နော်ခဲနည်းနည်းဆော်ပြီးမြေလေးနည်းနည်းတို့လိုက်မယ်နော်

ဆော်ပြီးပြီးအဲထိုင်လေးလေးနည်းနည်းမြဲသွားပြီထိုင်လေးမြဲမြဲသွားပြီအကျန်းတော့မခံဘူးเนาะโอเคအဖြုတ်တက်အဖြုတ်တက်နောက်ထပ်ဆယ်ကတော့လုတ်လို့ရှိရင်တိတ်အချိန်နေမကောင်းတော့ဘူးအဲ့တော့အဖြုတ်တက်တွေအများကြီးမလုတ်ဘူးယူဆိုင်ရမယ်အဲပြီးလို့ရှိရင်တော့တကယ်လို့ဖြစ်တော့လို့ရှိရင်လည်းကျွန်တော်တို့တူနဲ့တူတဲ့အတူအထိုင်တစ်ခုရှာမယ်သို့မဟုတ်သူ့နဲ့ဘုတ်အဟောင်းနဲ့တစ်ခုပြန်ဖြုတ်တက်မယ်ဆိုရင်လည်းရပါတယ်ရှာတော့အရင်ရှာတယ်ပုံเนาะโอเคအဲ့ဆိုတော့ကျွန်တော်တစ်ချက်တော့ပြန်ပြီး no no ကြည့်မယ်ဗျာเนาะအားရပါတယ်တွင်းကြည့်မယ်စမ်းကြည့်မယ်ဗျာเนาะ ဟဲ့โอเคပြီးတော့ဒီကောင်လေးစမ်းကြည့်မယ်

โอเคအားသင်းစမ်းကြည့်တာလည်းတိတ်မထူးခြားသေးဘူးဆိုတော့ကျွန်တော်တခဲကိုအားလေးနည်းနည်းတွင်းကြည့်မယ်เนาะကျွန်တော်အရင်ဗီဒီယိုမှာပြခဲ့တဲ့အတိုင်းပဲတခဲလေးကို supply နဲ့ထောက်ပြီးအားလေးတွင်းကြည့်မယ်ဒါတော့ tin shoes ပေါ့နော် ိုလည်းကျွန်တော်ဒီမှာ supply ကိုအပေါင်းနှုတ်လေးထောက်ဆန်းမယ်เนาะအပေါင်းနှုတ်လေးထောက်ပြီးတော့အပြည့်မှာဖြစ်ပါတယ်ဗျ။အဲ့တော့အပေါင်းနှုတ်ကဘယ်ဘရားလဲလို့ကျွန်တော်ဆန်းကြည့်လိုက်မယ်။ Okay ဘက်ကအပေါင်းပါ။ဘက်ကနှုတ်ပါ။ဒါကြောင့်လို့ရှိရင်အပေါင်းနှုတ်မှားပြီးထောက်မိလဲကိစ္စမရှိဘူး။ခဏအများကြီးရှောက်ပြလိမ့်မယ်။အဲအပေါင်းနှုတ်မှန်လို့ရှိရင်เนาะခဏပုံမှန်တက်မယ်။1 2 3 4လို့တက်တက်သွားမှာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်ဘုတ်အချင်းတွေကိုကျွန်တော် CGBB short တွေပါလဲမရှိဘူးကျွန်တော်ဒီမှာရှိတဲ့ခဲဒီနားလေးမှာပြုတ်နေတဲ့အဲအထိုင်ပြုတ်နေတာလေးတော့ကျွန်တော်ခဲလေးတော့ဆက်ပေးလိုက်တယ်အဲအဲ့ဒါတော့အခုလောလောဆယ်အခုတစ်ခုပဲအဲ့တစ်ခုပဲတွေ့သေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တွေအရင်ဆိုင်ကတခဲကတော့မကောင်းလို့ယူဆလို့ရတယ်အဲ့တော့ကျွန်တော်တခဲဒီမှာရှိတဲ့အပိုတလုံးပေါ့နော်အဲသူနဲ့တော့မတူဘူးအဲသူနဲ့အထိုင်တူတာလေးနဲ့တစ်ချက်စမ်းကြည့်မယ်ဗျာနော်ထိုင်ကျွန်းနဲ့တစ်ချက်စမ်းကြည့်မယ်ဆိုတော့ okay အားလေးတွင်းကြည့်မယ်နော်အားလေးတွင်းကြည့်မယ်တွင်းကြည့်ပြီးစမ်းကြည့်မယ်ဗျာကဲအချိန်နေဘလို့လာမလဲပေါ့ဗျာโอเคဒါသူတကယ်မဟုတ်တော့တက်တယ်နည်းနည်းတော့တိတ်အဆင်မပြေဘူးပဲဗျာနော်ဒါပေမဲ့ကျွန်တော်အဓိကပါဝါလေးတစ်ချက်နှိုးကြည့်မယ်ဒီကောင်လေးက supply နဲ့ power ကိုမနှိုးနိုင်ပါဘူးတချို့ဖုန်းတွေကနှိုးတယ်တချို့ဖုန်းတွေကမနှိုးနိုင်ပါဘူးဗျာတချို့ဖုန်းတွေကသူ့ battery ထဲမှာ तू နှိုးတာမျိုးတွေရှိပါတယ်ဟုတ်ကံကောင်းတာပဲဗျအဲ့ဒီမှာနော်အဲ့ဒီမှာအားသွင်းလို့လည်းရသွားပြီ အစားအသုံးလုံးလုံးဝမရဘူးပြောတယ်နော်โอเคအဲ့တော့ဒီမှာအသုံးလုံးရသွားပြီကျွန်တော်တစ်ချက်လောက်အဲပေါ်လေးချက်ဖွင့်ကြည့်မယ်ပါဝါဖွင့်ကြည့်မယ်โอเคအော်ဟိုးโอเค อืมအတိုင်းမိုင်းတော့ထွက်လို့ဟုတ်โอเคဒါဆိုလို့ရှိရင်ဒီကောင်လေးကတော့ပါဝါတော့ပြန်ပွင့်လာပြီဗျာနော်ပါဝါတော့ပြန်ပွင့်လာပြီပါဝါပြန်ပွင့်လာပြီဆိုတော့မျောလင်းချက်နည်းနည်းရှိသွားပြီဗျာနော်โอเคဒါမှန်ဆွဲကြည့်လိုက်မှာအော်ခဏဆောက်တယ်โอเคဒါဆိုရင် မှန်လေးလဲဆွဲလို့ရသွားပြီအားလေးလဲသွင်းလို့အဆင်ပြေသွားပြီဆိုတော့အိုးဒီဖုန်းကအဆင်ပြေပြီလို့ပြောလို့ရပါပြီဗျာနော်โอเคဒါဆိုကျွန်တော်ဖက်ဖက်တီလေးလဲပစ်လိုက်ရုံနဲ့ဟိုအားလေးသွင်းလို့အဆင်ပြေသွားပြီအစအာသွင်းမရဘူးလို့ပြောတယ်ဗျာနော်အာသွင်းမရဘူးပြောတယ်ကျွန်တော်ထင်အာသွင်းမရတာခုနကကျွန်တော်အဲခဲလေးကျွန်တော်အထိုင်ပြုတ်နေတာမျိုးဖြစ်ဖြစ်နိုင်တယ်ခုနကအထိုင်လေးကျွန်တော်ခဲဆောက်လိုက်တယ်ဆိုတော့လေ โอเคဒါဆိုရင်ဒီ error ကကျွန်တော်တို့ဒီ customer ပြောပြောသလိုပဲပေါ့เนาะကျွန်တော်တို့ကြီးမားလေးမဟုတ်ပဲねပတိပဲဖြစ်ပါတယ်ဒါမဲ့ကျွန်တော်ပတိတက်ပြီးစမ်းကြည့်မယ်ပတိတက်ပြီးပတိတက်ပြီးစမ်းကြည့်လို့အားလုံးသုံးလို့အဆင်ပြေပြီဆိုရင်တော့ရပြီပတိတက်ပြီးစမ်းကြည့်လို့အဲဟိုတစ်ခါကြာရင်ပဲပြေးသွားတာလို့ logo လေလာလို့ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ဒီ charging IC ကိုလုတ်ပြရမှာဖြစ်ပါတယ်အခု lossless အနေထားတော့ အားလုံးကောင်းနေအားလုံးကောင်းနေတယ်ဗျဒါဆိုရင်ပတိလေးလိုက်တယ်နဲ့အားလုံးဆင်းပြေပါပြီဗျကဲအားလုံးမသိရှိသွားပြီဒီမှာလည်းဗျဘာဖြစ်ဖြစ်ပေါ်ဗျမိတ်ဆွေများလည်းဒီဗီဒီယိုလေးကြည့်ပြီးတော့ပူပူတူတာလေးရပါတယ်အဲပူပူတာလေးရမယ်လို့ထင်ပါလေအဲပညာတစုံတစုရမယ်လို့လည်းမျှော်လင့်ပါတယ်အဆင်ပြေတယ် Lion Square နေပြီအားပေးကြပါအောင်ဗျာနော်โอเคအားလုံးကျေးဇူးတင်ပါတယ်ဗျာ